မြတ်စွာဘုရားလက်ထက်ကယဟန်တော်၅ပါးယဟန်ကြီး၅ပါးကြီးမယဟန်ပြုလာအဲ့ဒါစုံမိတဲ့အခါကျတော့သူစက်မိစရာပြောရင်းနဲ့ညင်းညာခုံညံ့ဘာညင်းနှုံဆိုတော့ဒီမျက်စိနာနာလျှာကိုလို့ဆိုတဲ့နော်အာယုံ၅ပါးကိုသိနိုင်တဲ့တကား၅ပေါက်စိတ်တော့သူတို့ကမပြောဘူးဟုတ်လားဒီမြင်ရတဲ့မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့အာယုံ၅ပါးကာမဂုဏ်တရားကိုခံစားရနော်အစပြုရ စတင်လက်ခံရတကားပေါက်ကြီး၅ပေါက်ပေါ့ဟုတ်လားဒါကိုစောင့်ရှောက်ရတာထိမ့်သိမ့်ရတယ်ရန်ခက်တယ်အဲ့ဒါတပားကသူကမျက်စိကိုစောင့်ကြည့်တယ်တဲ့ခက်တယ်ဆိုတာ तू သိရတယ်ပေါ့တပားကတော့ဒီအတန်နဲ့ပတ်သက်ပြီးတော့နားကို तू စောင့်ရှောက်ကြည့်တယ်အဲ့ဒါလည်းခက်တယ်လို့ तू သိရတယ်အဲ့ဒါတွေ့တဲ့အခါကျတော့နော်စောင့်စည်းရတာတွေထဲမှာမျက်စိလေးစောင့်စည်းရတာရန်ခက်တာပဲဟိုဟာမြင်တရားမြင်အကုသိုလ်အရိယာပဲဝင်နေတယ်ဟာတယောက်ကလည်းဟင်နားကမင်းမျက်စိကပိတ်ထားလို့ရတယ်နားကပိတ်ထားလို့မရဘူး ဒီအတန်ကြားနေရတာအကုသို့လွန်များတာပဲနားအဆောင်သေးရတာပိုခက်တယ်ဟာနောက်တစ်ယောက်ကနှာခေါင်းအနံ့ကလည်းခက်တာပဲပေါ့မတွေ့နဲ့သူ့လည်းပဲဟုတ်လားဟာမင်းဘာပြောနေနေဒီအစားတော့နဲ့ပတ်သက်လို့ကဆောင်းအောင်စီးရတာအခက်ဆုံးပဲဟုတ်လားဒါချို့အစားတော့မက်တဲ့လူကလည်းမလွယ်ဘူးလေဟုတ်လားအင်းကာယမတာတာပိုခက်တယ်ဟာငါဘာလို့ညင်းကြတာတယောက်မှမင်းဟာလေးကဟုတ်တယ်လို့မလိုက်လျောနိုင်ဘူးသူတို့လည်းအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားပြီးတော့သူတို့ပြောတဲ့အကြောင်းကိုရှောက်တော်မြတ်စွာဘုရား ငါးပါးလုံးခက်တယ်တဲ့ဘယ်ပါမှမလွယ်ဘူးတဲ့ဟုတ်လားနော်ဘယ်အာယုံကိုစောင့်ထိရတာမှမလွယ်ဘူးတဲ့သူ့အနေနဲ့သူခက်နေတာကြီးပဲတဲ့ခက်လို့မို့မင်းတို့၅ယောက်လုံးဘဝတစ်ခုလုံးကဘလူးစားတာခံခဲ့ရတာအဲ့လိုစကားလေးမြတ်စွာဘုရားအရေးမြတ်လေးပြောတာအဲ့ဒီမှာရဟန်းတော်တွေကတောင်းပါနာသူတို့ဘလူးဘလူးစားခံရအောင်ဆိုတော့မှလူတော်တော်များများကြားဥပါတဲ့ဒီဇတ်တော်ဟုတ်လားဘုရားလောင်းမင်းသားလေးဟာ ော်သူ့ရဲ့အကိုကြီးတွေဟာအများကြီးရှိတော့ဘယင်ဖြစ်နိုင်ခြင်းမရှိလို့ပြည့်စေကဗုဒ္ဓရှင်မြတ်တို့ရဲ့အစုံးမကိုယူပြီးတော့နောက်ခုနှစ်ရက်အတွင်းအဲ့ဒီတိုင်းပြည်ကိုသွားနိုင်လို့ရှိရင်ရှင်မင်းဖြစ်မယ်ဆိုလို့နော်ဘလူးမာတွေနေတဲ့တောအုပ်ကိုဖျက်ပြီးတော့သွားမှလည်းခုနှစ်ရက်အတွင်းရောက်မှာ哦အဲ့ဒါနဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်တွေရဲ့ပေးချီပေးသေးအဲ့အရာတွေကိုသူအာကိုအာရအနေနဲ့ယူလာပြီးတော့သွားမယ့်တိုင်းပြည်ကိုွှန့်ပြီးတော့အဲ့ဒီတက္ကသိုလ်ပြည်မှာရှင်မင်းဖြစ်ရင်အဆင်ပြေမယ်ဆိုပြီးတော့စွန့်စားလာပေါ့ အဲ့မှာသူ့ရဲ့မင်းချင်းသူ့ရဲ့ကြေးကျော်၅ယောက်ပေါ့သူတို့လည်းလိုက်မယ်ပေါ့အောင်မြင်လို့ရှိရင်သူတို့လည်းပဲຢာတို့ຢာကန်ရမယ်ဆိုလိုက်ချင်တယ်အင်းမင်းတို့လိုက်ချင်မှလိုက်လမ်းမှာဘလူးမတွေရှိတယ်အေးအဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တွေကပြောတာအဲ့ဒီဘလူးမတွေကနော်အယောင်ကြိုက်တဲ့လူကိုအယောင်နဲ့ဖျားယောင်းတယ်အတန်ကြိုက်တဲ့လူကိုအတန်နဲ့ဖျားယောင်းတယ်ဟုတ်လားအနံ့ရတာတွေ့သည့်အာယုံ၅ပါးနဲ့ဖျားယောင်းတယ်အဲ့ဒါမင်းတို့စိတ်ကိုမင်းတို့မနိုင်ဘူးဆိုလို့ရှိရင် မလိုက်ခဲနဲ့ခုလေးကစားပြောတယ်အာဘလူးမတွေမှသိနေမှာတော့ဘာမနိုင်စရာရှိတုံးလိုက်ခဲမယ်ဆိုလိုက်တော့ကြတယ်လေလမ်းကြတော့ဟိုမှာဘာတော့ရုပ်ဆင်းအင်ကယူပါယုံနဲ့ဆွဲဆောင်တဲ့အခါကျတော့တယောက်ကပြုတ်ကြရေရောနေရေရောဘလူးမမှန်သိရနော်သိရနဲ့ဟုတ်ချင်မဟုတ်မှာပါလို့လဲတန်တရားဝင်လာလဲဖြစ်ချင်းဖြစ်မယ်ပေါ့သူ့ရဲ့မျက်လုံးတကားဘောက်ကို तू မဆောင်စည်းနိုင်တာနဲ့ तू အသက်ပေးရမှာနော်တယောက်ကဘာတော့ အတန်နဲ့တယောက်ကအနှံ့နဲ့တယောက်ကအရသာနဲ့တယောက်ကအတွေ့အထိနဲ့၅ရောင်လုံးပြုတ်တယ်။အဲ့ဒါဖះလောင်းနောက်ကိုအဲ့ဒီဘလူးမားကအသေးဆွဲလိုက်တယ်သူကလည်း။ဖះလောင်းကတော့အနာအကမခံဘူး။ဘလူးမားတွေကဖန်ဆင်းထားတယ်ဆိုတော့သိနေတယ်။အပေးချီပေးသေးရှိလို့သူနာလည်းကတ်လို့မရဘူး။အဲ့ဒါနဲ့တက္ကသိုလ်ပြေရောက်တဲ့အခါကျတော့မလျှော့ဘူးအဲ့ဒီဘလူးမားလိုက်လိုက်။လမ်းမှာရွာသင်တွေဖြတ်တယ်လိုက်တာပဲ။ရွာလူတွေကမေးတယ်ဟဲ့ဘလူးဖြစ်တုံး။သူတို့လင်မယားလိုပဲထင်းနေတာလေ။အဲ့ဒါဟာမလုံနဲ့အဲ့ဒါဘလူးမား ကျုပ်မျိုးသမီးမဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့ဘလူးမကိုပြောတဲ့ခါကျဘလူးမကလည်းလူအောင်ဖန်ဆင်းထားတာကိုဟာဘလူးဖြစ်တာတုံးဆိုတော့ဒီလိုပဲယောက်ျားတွေဟာစိတ်ဆိုးရင်ကိုမိမကိုလည်းဘလူးမလို့ပြောတာပဲလူတွေကလည်းယုံနေကြတာပေါ့နော်အဲ့ဒါနောက်ဆုံးတက္ကသိုလ်ပြည်ရောက်တဲ့ခါကျတော့ဘီရင်ကြီးကအဲ့ဒီဘလူးမကိုကြိုက်လို့ဖះလောင်တားတဲ့ကြားထဲကခေါ်သွားတာလေအဲ့ဒီမှာဘလူးမကသူ့ရဲ့အမျိုးတွေပါညကြတော့အဘိညာဉ်ကဝင်ခွင့်ထွက်ခွင့်အာနာတောင်းပြီးတော့နန်းတော်တစ်ခုလုံးမှရှိတဲ့မင်းကြီးတွေပါအကုန်စားပြစ် အဲ့ဒါနောက်ကြတော့မှကျန်တဲ့လူတွေကဘုရားလောင်းကိုနော်ရှင်မင်းမြောက်တယ်ဆိုတဲ့ဇတ်တော်အဲ့ဒီတုန်းကဘလူးစားခံရတဲ့ဘုရားလောင်းနောက်ကလိုက်လာကြတဲ့မင်းချင်း၅ယောက်ကအခုအဲ့ဒါရဟန်းတော်ကြီး၅ပါးလာဖြစ်တယ်လို့အဲ့ဒီဇတ်တော်မှာမြတ်စွာဘုရားဟောတယ်နော်အဲ့ဒါဒီဒေသနာမှာဘာပြောထားတယ်ဆိုတော့စောင်းစည်းနိုင်ရင်စောင်းစည်းနိုင်တယ်လို့ကောင်းတယ်ပေါ့နော်ဒါလေးကကိုယ်ပိုင်ဉာဏ်နဲ့လည်းချွဲထွင်ပြီးတော့စဉ်းစားကြည့်ပေါ့ဒီမြင်စရာတွေကြားစရာတွေနမ်းရှူစရာတွေစားတော့စရာတွေတွေးထိစရာတွေနဲ့ပတ်သက်ပြီးတော့ မဆောင်ထိန်နိုင်ရင်မဆောင်ထိန်နိုင်တဲ့လောက်เนาะအပျော်ကျူးရင်ကျူးသလောက်เนาะအပေါ်ရင်ကြည့်မယ်ဆိုရင်လည်းပဲအကျိုးမဲ့ကြတာတွေ